ခုမြင်တွေ့ရတာတော့ဒီကြာကွေးကြုံလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါကတရုတ်လူမျိုးတွေဒီကြာကွေးကြုံလေးပဲဖြစ်ပါတယ်မြန်မာလူမျိုးတွေကြုံနေနဲ့မတူပါဘူးမတူပါဘူးဆိုတာမဟုတ်ဂျုံအနှစ်ကိုမြန်မာလူမျိုးကတော့ဇွဲပေါ်မှာတင်ပြီးတော့နှက်နှက်ပြီးတော့အရှိလိုက်ကြီးကိုဆွဲဆန့်ပြီးမှဒါလေးတွေနဲ့ဖြတ်ဖြတ်ပြီးမှနှစ်ခုထပ်ထပ်ပြီးတော့ ုံချောင်းလေးနဲ့ဖိပြီးတော့ကြောရတာဖြစ်ပါတယ်။ဒီကြွေးကြော်နေရတော့သူကတခါလေမုံရေကိုအနှစ်ကိုတခါလေဆွဲတဲ့ပြီးတော့မတုံလေးနဲ့ဆွဲဖြတ်တဲ့ပြီးတော့တခါလေဒဲဦးတဲ့ထည့်ပြီးတော့ကြော်လိုက်တာဖြစ်ပါတယ်။အဲဤကြွေးတော့ဤကြွေးပေါ့သူကတော့လုံနည်းတမျိုးပေါ့သူကတော့တစ်ချောင်းလေးပေါ့မြန်မာကြော်တာကတော့နှစ်ချောင်းဘူးလေးကြော်တာဖြစ်ပါတယ်။ ။အဲ့ဒါအရသာတော့ဒီရတာကြီးပါပဲ။လုံကြီးပဲမတူတာဖြစ်ပါလေ။ဒါကအိမ်မှာကြော်စားခြင်းတဲ့သူတွေအတွက်ကြော်စားလို့ရအောင်ဘ ഹു ဒုရအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။